မင်္ဂလာညနေခင်းပါရှင်။လေဗန်ရုတ်တရဲ့ညနေခင်းသတင်းဒိုင်းထုတ်လွှင့်မှုကိုစတင်ပါရမယ်။အင်အားပြင်းငလင်လှုပ်ခတ်အပြီးဖနလကျော်အကြာတွင်ငလင်တန်အတွေးပြိုကျခဲ့တဲ့အုတ်တရသီရိမြို့နယ်ရှိ JCD မှအမျိုးသားတအူးဤရုပ်အလောင်းတွေ့ရှိဆိုတဲ့သတင်းအပါအဝင် လေပွေလိုင်းများ၏အရှိန်နှင့်လေထုမငြိမ်သက်မှုများကြောင့်ယနေ့မှစပြီးနိုဝင်ဘာ9ရက်အထိတိုင်းနှင့်ပြည်နယ်များတွင်မိုးရွာသွန်းနိုင်ပြီးဒေသအလိုက်မိုးကြီးနိုင်ဆိုတဲ့သတင်းတောင်ကြီးမြို့တစောင်းတိုင်းမိဘုတ်ပြန်ပွဲတော်ကျင်းပလျက်ရှိဆိုတဲ့တဲ့စပလက်တီကိုနီးပြတဲ့အဖြစ်ဂျူပီတက်အသင်းခန့်အပ်ဆိုတဲ့တဲ့စားတဲ့တဲ့တွေကိုတက်ဆက်ပေးပါပါဦးစောင်းတဲ့နေနေ အရာပြင်းငလင်လောက်ကပ်အပီခုနလားကျော်အကြာတွင်ငလင်တန်းအတွင်းပြိုကျခဲ့တဲ့ဥတ္တရသီရိမြို့နယ်ရှိ Jade City မှာအမျိုးသားတအူးဤရုပ်အလောင်းတွေ့ရှိဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။မလ28ရက်နေ့ကအရာပြင်းငလင်လောက်ကပ်အပီခုနလားကျော်အကြာမှာငလင်တန်းအတွင်းပြိုကျခဲ့တဲ့ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ Jade City ကနေအမျိုးသားတအူးရဲ့ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ ။အရာပြင်းကလင်ကြီးလုတ်ကက်ခဲ့မှုကြောင့်နေပြည်တော်ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ပြိုကျပျက်စီးခဲ့တဲ့ JC တီကျောက်စိန်ဟိုတယ်အဆောက်အဦကနေအမျိုးသားတဦးရဲ့ယုံလောင်တွေးရှိကြောင်းသတင်းရတဲ့အတွက်အော်တိုဝါ30ရဲ့မနက်9နာရီအချိန်မှာအော်တိုရခရိုင်မိသက်စခန်းနဲ့အော်တိုရသီရိမြို့နယ်မိသက်စခန်းတို့ကရှောက်ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေတပ်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးအဆိုပါယုံလောင်ကိုထုတ်ယူခဲ့တယ်လို့သိရပါဗျ။ ထုတ်ယူရရှိခဲ့တဲ့ရုပ်အလောင်းကိုလူငယ်တွန်းလက်များပရဟိတကုညီအသင်းကလူနာတရင်နဲ့ဂရင်တထောင်ပြည်သူစေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီးလေပွေလိုင်းများ၏အရှိန်နှင့်လေတုမငိမ့်တတ်မှုများကြောင့်ယနေ့မှစပြီးနိုဝင်ဘာ9ရက်အထိတိုင်းနှစ်ပြည်နယ်များတွင်မိုးရွာသွန်းနိုင်ပြီးဒေသအလိုက်မိုးကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အရှေ့ဘက်ကရွေရှားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်နဲ့လေတုမငိမ့်တမ်းမှုတွေကြောင့်ဒီကနေ့အော်တိုဘာ31ရက်ကနေစပြီးနိုဝင်ဘာ9ရက်နေ့အထိတိုင်းနယ်ပြည်နယ်တွေမှာမိုးရွာသွန်းနိုင်ပြီးဒေသအလိုက်မိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလပေးတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။အရှေ့ဘက်ကနေရွေလျားလာတဲ့လေပွေလိုင်းတွေရဲ့အချိန်ကြောင့်၎င်း ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေထုမငြိမ်မသက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းဒီနေ့အော်တိုဘာ31ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့အတွင်းစကိုင်းတိုင်းမကွေတိုင်းကချင်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျဲကျဲနဲ့နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစိစိကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာအလိုက်နဲ့နေရာကွက်မိုးကြီးရွာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကျိုးပြတ်တာလျှက်စီလက်တာမိုးသီးကျွေတာလျှက်ပြည့်ရေကြီးတာနဲ့မြေပြိုရာစတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နေတာကြောင့်အစိုးရဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအနေနဲ့မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရေးလေချောင်းပြန့်တန်းရေးနဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့ လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်အပ်ကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်တောင်ကြီးမြို့တစောင်းတိုင်းမိပုံးပြန်ပွဲတော်ဂျင်ပါလျက်ရှိဆိုတဲ့သတင်းကိုဆက်လက်ပြီးတင်ဆက်ပေးပါမယ်။တောင်ကြီးမြို့မှာထင်ရှားတဲ့တစောင်းတိုင်းမိပုံးပြန်ပွဲတော်ဂျင်ပါလျက်ရှိပါတယ်။တောင်ကြီးတစောင်းတိုင်းမိပုံးပြန်ပွဲတော်ဖွင့်ပွဲကိုအော်တိုဘာ29ရက်ညနေပိုင်းကပြုလုပ်ခဲ့ပါတယ်။ဖွင့်ပွဲအခမ်းအနားမှာတိုင်းရင်းသားရိုးရာအကအလှတွေနဲ့ဖျော်ဖြေတာ မီးပုံးပြန်ငယ်လေးတွေပြိုင်တူလွတ်တင်တာမီးရှို့မီးဝက်တွေလွတ်တင်တာတွေပြုလုပ်ခဲ့ပါတယ်။ဒါ့အပြင်ဖွင့်ပွဲမှာစိန်နဘန်မီးပုံးပြန်ကိုလည်းလွတ်တင်ပြီးဖြောပြေးမီးပုံးပြန်တွေလွတ်တင်ပြီးတဲ့နောက်ပြိုင်ပွဲဝင်မီးပုံးပြန်တွေဆက်လက်လွတ်တင်ခဲ့ကြပါတယ်။အော်တိုဘာ29ရက်မှာစုစုပေါင်းမီးပုံးပြန်12လုံးလွတ်တင်ခဲ့ပြီးဆူလာမုန်နီဇေဒီတော်မှာစိန်နဘန်တစ်လုံး၊ကွင်းဖွင့်ပွဲစိန်နဘန်တစ်လုံးဖြောပြေးမီးပုံးပြန်2လုံးလွတ်တင်ခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ စပယ်လက်တီကိုနီးပြသစ်ဖြစ်ဂျူပီတပ်စ်အသင်းခန့်အပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂျူပီတပ်စ်အသင်းဟာအီတလီလက်ရေးစင်နီးပြဟောင်းစပယ်လက်တီကိုနီးပြသစ်အဖြစ်ခန့်အပ်လိုက်ကြောင်းသိရပါဗျ။အသက်66နှစ်ရှိပြီဖြစ်တဲ့စပယ်လက်တီဟာအီတလီလက်ရေးစင်အသင်းနဲ့အတူအီတလီကလပ်အသင်းများစွာနဲ့ရုရှားကလပ်ဇင်နစ်အသင်းကိုကင်တွယ်ခဲ့ဖို့သူဖြစ်ပြီးနောက်ဆုံးကင်တွယ်ခဲ့တဲ့ကလပ်ကတော့နာပိုလီပါ။ နာပိုလီအသင်းကိုအကင်တွယ်ခြင်းကစီးရီးယားချန်ပီယံဆုရယူနိုင်ခဲ့သလိုနာပိုလီဟာသူ့ရဲ့နောက်ဆုံးကလပ်အသင်းဖြစ်ကြောင်းနဲ့အီတလီမှာတခြားကလပ်အသင်းကိုအကင်တွယ်ပွဲမရှိတော့ကြောင်းပြောကြားခဲ့ဖို့ပေမဲ့အခုဂျူဗင်တက်စ်အသင်းနဲ့စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ဂျူဗင်တက်စ်အသင်းကစပါလက်တီကိုရာသီကုန်အထိသာစာချုပ်ချုပ်ဆိုခဲ့ပေမဲ့ချန်ပီယံလိဝင်ခွင့်ရယူနိုင်ခဲ့ရင်ဆက်ပြီးစာချုပ်ချုပ်ဆိုမဲ့သဘောတူညီချက်ပါဝင်တယ်လို့သိရပါဗျ။ အလဲပဲရုတ်တရက်အော်တိုဘားလာ31ရက်နေ့ညနေခင်းသတင်းတွေကိုဒါရိုက်ထုတ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည7:00နာရီမှလည်းနောက်ဆုံးရသတင်းတွေကိုဒါရိုက်ထုတ်လွှင့်ပေးသွားမှာပါအေဂျင့်နဲ့ညနေခင်းလေးဖြစ်ကြပါသေးရှင်